Hello အားလုံးပဲမင်္ဂလာပါဒီနေ့တော့အိမ်မှာအရသာရှိရှိနဲ့လွယ်လွယ်ပူပူတုတ်ပြီးစားလို့ရမယ်မုန်ဖတ်တုတ်လေးတုတ်ပြီးစားဖြစ်ပါတယ်ဆက်လက်ရကြကြတော့ဆန်တို့ထုတ်တာပေါ့ဟောကြပူပူကြွကြလေးနဲ့ ကဲအရင်ဆုံးမုံဖက်တုတ်စပြီးတုတ်မယ်ပေါ့နော်မုံဖက်တုတ်တုတ်ဖို့အတွက်ကိုကျွန်စစ်မုံဖက်တုတ်တဲ့အခုလိုချက်သွန်နီပပလီထားလေးရဲ့ငရုတ်သီးစိမ့်ကြိုက်ထားလေးရဲ့ထဲမယ်ပြီးရင်ငါတက်တာလေးဖောက်ထည့်ပေးမယ်အသားလုံးလေးတွေထည့်ပေးမယ်ပေါ့နော်ပြီးရင်ရာသအတွက်ရာသမုံရဲ့စားရဲ့ထည့်မယ်နိုင်ဘိုရဲ့အတင်စားထိုင်းကပီလေးထည့်ပေးပြီးတော့အခုလိုငရုတ်သီးအလော်မုံလေးထည့်ပေးပါမယ်ပြီးသွားရင်တော့အားလုံးနှံ့သွားအောင်တေချာလေးနှဲ့ပေးလိုက်မယ်ပေါ့နော်ဒါကတော့ကျွန်စစ်တို့ငါတက်တာမုံဖက်တုတ်လို့လည်းပြောလို့ရတယ်အိမ်မှာလွယ်လွယ်ကူကူနဲ့ရာသရှိရှိတုတ်ပြီးစားလို့ရတယ်ထိုင်းစတိုင်မုံဖက်တုတ်နီးလေးတစ်မျိုးပေါ့နော် ြစ်တာမဟုတ်ဘက်တုတ်ကလေးပေါ့နော်ဒီတခါမကြေပွဲအိမ်မှာထပ်ပြီးတော့ကြာတော့တုတ်စားတာပေါ့နော်ဒီခါတော့အသားလုံးလေးလည်းထည့်ထားတယ်ငါတက်တာပြုံပြီးရင်ဒီမှာဒါကတော့ဝက်ခောက်ပိုတိုင်းကြောထားတာပေါ့နော်ဝက်ခောက်ကြော်လေးရယ်ပြီးသွားရင်ဒီမှာဆက်လက်ရွက်နဲ့ဒီမှာအဲပြီးသွားရင်ဒီမှာမုံလာဥအင်းကြီးလေးတွေပေါ့နော်ဒါလေးနဲ့တွဲပြီးစားပါမယ်အဲ့တော့အရင်ဆုံးစပြီးကြွေးမယ်ဒီခါလက်နဲ့ပဲစားပါမယ်အားလုံးပဲစားကြပါအောင်ခင်ဗျာอืม

မင်းဆလတ်ကလေးနဲ့ထောက်တာမင်းမုန်းဖက်နဲ့ဆလတ်နဲ့လည်းရမ်းလိုက်တယ်ပေါ့နော်ဟုတ်ကြပူပူကြွကြွလေးနဲ့ တားလုံးနဲ့လည်းလိုက်တယ်ငါတက်တာပါတော့ကြတော့စင်စင်လေးပေါ့နော်ပြီးရင်နောက်တစ်ခါဒီကျောက်ဆက်တုံးတဲ့ဒီနိုင်ဘိုးရဲ့ထိုင်းခဲ့ပြီးဒီနိုင်ဘိုးရဲ့ထိုင်းခဲ့ပြီးရကြတော့ကျွန်တော်တို့သူကအတင်းတုံးပေါ့နော်အထောင်ထောင်တဲ့နေရာတွေအခုလိုမျိုးအတုတ်တုတ်တဲ့နေရာတွေနှင်းချက်တဲ့နေရာတွေမှာလည်းတုံးလို့ရတယ်ပေါ့နော်။ညအနေနဲ့နှစ်ဘူးလာတယ်။သူကအစိမ်းကကြတော့ဒီငပိနဲ့မှုမွေးလေးနဲ့ပေါ့နော်။ငပိအရန်မကြိုက်တဲ့သူတွေတော့ကြိုက်တယ်ပေါ့နော်။ဒီအနီးကကြတော့ကျွန်တော်တို့ငပိနဲ့နည်းနည်းပြင်းတယ်ပေါ့နော်။အဲအဲ့လိုမျိုးလေးပေါ့။ဒီမှာသူကအစစ်ဆိုလို့ရှိရင်အစစ်ဆိုစတစ်ကာလေးလည်းပါတယ်။အမျိုးမျိုးအနေနဲ့ကပုံစံဆိုင်နေမှာလည်းဝယ်လို့ရတယ်ပေါ့နော်။ ဒါလေးတစ်ခုရှိလို့ရှိရင်ကျွန်တော်တို့အထောင်းထောင်းတာပဲဖြစ်ဖြစ်အခုလိုအတုတ်တုတ်တာပဲဖြစ်ဖြစ်အရင်ဆင်တည်ရဲ့음음ဘုံတော့နင်းလေး ိုင်းမုံဖက်တုတ်အပြင်ထိုင်းငါတက်တာမွေးငါကောင်းကောင်းလေးစားချက်နေသူတွေအတွက်ဆိုလို့ရှိရင်လည်းကျွန်တော်တို့အခုလိုပေါ့နော်ရင်းနှီးကြွကြွဆူထဲမှာနိုင်ဖို့ရဲ့ ိုင်းငပိရေလေးကိုကျွန်စစ်တို့ထည့်လိုက်မယ်ပြီးသွားရင်ပပွက်စုလာပြီဆိုလို့ရှိရင်အခုလိုဇပလင်လေးထည့်မယ်ငရုတ်သီးချောက်တောင်လေးထည့်မယ်ပြီးသွားရင်စက်သွန်ဥနီလေးထည့်မယ်ပြီးရင်ငါးတက်တာလေးဖောက်ပြီးတော့ကြတော့ထည့်ပေးမယ်ပေါ့နော်ကဲနာနာပွက်လာရဲ့အနေထားလေးရောက်ပြီဆိုလို့ရှိရင်တော့အနံလေးပုံမွေးသွားအောင်ကျွန်စစ်တို့ရှောက်ရက်ကလေးပါအုပ်ပေးလိုက်မယ်ပေါ့နော်ဒါကတော့ကျွန်စစ်တို့လွယ်လွယ်ကူကူနဲ့အိမ်မှာချက်စားလို့ရတယ်ထိုင်းငါးတက်တာမွေးငါးလေးပေါ့နော်ဒီနီးလေးတုံးပြီးတော့လဲချက်စားကြည့်ဖို့ကျွန်စစ်ကဝင်မြပေးလိုက်ပါတယ်ကဲကျွန်စစ်ကဒီနေ့ဘလော့လေးကိုတော့ဒီမှာပဲရက်လိုက်တော့မယ်နောက်ဘလော့တွေမှာကျွန်စစ်နဲ့အတူပြန်ပြီးတော့တိတ်ဆုံကြပါမယ်ခင်ဗျအားလုံးပဲတက်တာ 吧。Bye bye.